ူကပေါ့ကိုရောလို့ခေါ်တဲ့ဥရိယဝန်သားပါသင်္ကန်းဝတ်ထားပြီးတော့ယဟန်ဘွယ်အခံယူထားပြီမဲ့သူဟာပြူစောထီအဖွဲ့ရဲ့စစ်ကောင်းဆောင်တစ်ယောက်ပါပြူစောထီတွေကိုလူဦးရေတိုးပေါအောင်စုဆောင်းရမှာသူပါဝင်ပါတယ်လက်နက်ဝယ်ဖို့ငွေကြေးအလှူခံတာထောက်ပံ့တာတွေသူလုပ်ပါတယ်အဲ့ဒီပေါ့ကိုရောဥရိယဝန်သားနဲ့ကမ်ဘလူဥဟာတော်တို့ဟာရွာတွေကိုမိရှုဖို့စီစဉ်ညွှန်ကြားရမှာတောင်မှကိုယ်တိုင်ပါဝင်တယ်လို့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်ပါတယ်သူတို့ရဲ့ပြောဆိုချက်တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်လောက်တယ်လို့ယုံကြည်စရာအခြေအနေတွေရှိပါတယ် သူတို့ဟာကိုယ်တိုင်စစ်တပ်နံပေးတဲ့နေရာတွေမှာလည်းပါဝင်ပါတယ်။ပေါ့ကူတော့ဟာဘိုးချုပ်မင်းအောင်လိုင်းကိုတောင်းမှရဲရဲဆက်ဆက်ပြက်ပြက်သားသားမလုပ်လို့မတိုက်လို့ဆိုပြီးတော့ရွာတွေကိုပြာကြောက်အောင်မြို့တွေကိုပြာကြောက်အောင်ခလုံနှိပ်ပါတော့လို့ပြောတဲ့သူတယောက်ပါ။ဒီတော့သူဟာသင်ကန်းချုပ်ထားပေမဲ့စစ်ဖို့တယောက်လို့ပြောရင်မမပါဘူး။ပြူစော်တီဖို့တယောက်ပါ။သင်ကန်းကြည့်ပြီးတော့တန်ငါးရီဆန်နှပ်ပြတယ်လို့ရိုးရိုးတွေးလို့မရပါဘူး။မကွေးတိုင်းအခုတ်ကူခေတိုင်းပေါ့မြုံနယ်ဘက်ကပြူစော်တီစစ်ဖို့ကမန္တလေးတက်လာပြီးတော့ ွေးထိုးလှုံ့ဆော်နေတာပါအဲ့ဒါလို့ပူစောတိစစ်ဘုတ်ကမန္တလေးမြို့ပေါ်တက်ပြီးတော့လှုံ့ဆော်တယ်ဆိုတာကဘယ်လိုအထိပ္ပယ်ထပ်ပါလဲစစ်ကောင်စီဟာမန္တလေးမြို့အတိုက်ခံရမှာကိုစိုးရင်ကြောက်လန့်နေပြီဆိုတော့အထိပ္ပယ်ကလည်းပြီးတော့တခြားဘာအထိပ္ပယ်မှမထွက်ပါဘူးပူစောတိလှုပ်တဲ့တွေးထိုးလှုံ့ဆော်ပွဲမဘာတာလှုပ်တဲ့တွေးထိုးလှုံ့ဆော်ပွဲကိုကြည့်ပြီးတော့စစ်ကောင်စီနဲ့ဘာကြောင့်ချိတ်တွဲဆက်ဆက်တယ်လို့မေးတဲ့သူရှီကောင်းရှိနေပါလေတကယ်တော့ အဲ့ဒီအချက်ကရှင်းပြရစရာတောင်မှမလိုတော့အောင်တိတ်ကိုရှင်းလင်းပါတယ်အခုချိန်မှာစစ်ကောင်စီရဲ့အလိုဆန္ဒမပါဘဲနဲ့ဘယ်သူမှလူစုလူဝေးနဲ့လမ်းပေါ်ကိုထွက်လို့မရပါဘူးတခြားလူငယ်တွေလမ်းပေါ်ထွက်ရင်တနတ်နဲ့ပြစ်ကားနဲ့လိုက်တိုက်နေတာကိုအားလုံးအသိပဲဖြစ်ပါတယ်တချို့ကပေါ့ကိုတော်တို့မဘာတာမပူပူတို့ကဘိုးချုပ်မင်းအောင်လိုင်ကိုဝေဖန်နေတာဆဲဆိုနေတာတောင်မှဘာလို့မဖန်တယ်လဲလို့မေးပါတယ်ဘိုးချုပ်မင်းအောင်လိုင်အနေနဲ့အဲ့လိုလူတွေသာအကုန်လိုက်ဖန်လို့ရှိရင် သူစစ်တပ်ထဲမှာတောင်မှလူကြံတော့မှာမဟုတ်ပါဘူးအဲ့ဒါလောက်အထိသူ့အခြေအနေကစိုးပါတယ်သူတို့စစ်အုပ်စုရဲ့အမာခံလို့သတ်မှတ်ထားတဲ့ဥယျာဉ်ထွက်ကတောင်မှဘူဂျုံမင်းအောင်လိုင်းကိုဘလောက်ဝေဖန်လဲဆိုတာအားလုံးအသိပါနောက်ဆုံးမှာမတက်တာတဲ့အချိန်မှာဖမ်းပြီးတော့ထောက်ချလိုက်ရတဲ့အဆင့်ထိရောက်သွားပါတယ်